ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့တဲ့ဟိမန်ကောမက်ဂူကူရဲ့ဒေါ်လာ၄000ဆိုတာသူ့အိမ်နှလုံးပိုးပဲရှိပါတယ်ဆိုတော့အတန်ဖိုင်တက်တည်နေတကွာမမများနဲ့ပွဲကမဲ့ငွေတွေလဲဘယ်ရောက်သွားလဲဆိုတာရှင်းပြလာတဲ့မက်ဂူကူစီမှာဟိုတယ်ပေးပြီးလှူထားတဲ့အလှူရှင်ကတော့ဒေါ်လာ3000အကျွေးတင်သွားတယ်ဆိုတော့အန်အားသင့်ပွဲစမ်းကြယ်မှုကြီးနဲ့ကိုခန့်ကိုကိုစင်စင်လူတို့ကလည်းထောက်ပြလာခဲ့တဲ့ဒရင်တို့ကိုတင်ဆက်ပေးပါစေ။ မျိုးရိုးကတာမန်ညောင်ကြမျိုးရိုးမဟုတ်ကြောင်းဒီလောက်ကွာတဲ့ငွေကြေးလောက်ကသူ့အတွက်အိမ်နှလုံးမျိုးပဲရှိကြောင်းအစွမ်းစားရှင်မျိုးရိုးကိုစုံစမ်းကြည့်လိုက် two trading နဲ့အပြိုင် consortium လုပ်တဲ့မျိုးရိုး electronic ဆိုင်ကြီးတွေရွှေဆိုင်ကြီးတွေကိုမကိုလန်းလို့နေရမှာလုံခဲ့တဲ့နှစ်တရာကလေးကဖွင့်ထားတဲ့မျိုးရိုးဆိုကအထက်စီးဆန်ဆန်စကားတွေပြောလာတဲ့မကူကူရဲ့ရိုင်းစမ်းသောဆက်ဆက်မှုအတန်ဖိုင်ကိုကိုအားပြီးကအကောင့်ကနေချပြလာခဲ့တာပဲဖြစ်ပါတယ်။တခြားဘာမှမပြောချင်တော့ကြောင်းစင်းမလို့ပြန်စစ်ပေးပြန်ပြင်ပေးဖို့ကို ျွန်တော်ရောမက်ပန်ရောကောင်းကောင်းမွန်ပြောနေရကနေဒီလိုတွေပြောကုန်တာပဲစင်းပဲမှားတတ်တာအစမ်းမဟုတ်ပါဘူးမှားလို့မှားနေရပြောတာကစင်းငိုင်တယောက်အတွက်ဘာရီစိတ်ဆိုးစရာဖြစ်တယ်လဲဆိုတာပဲစမ်းပြတာပါဘလို့မောင်းမှရိုင်းဆိုင်တယ်လဲဆိုတာတော့ကျွန်တော်မပြောပြတော့ဘူးဒီတဲကအတန်တွေကပြောပြလိုက်မယ်ဆိုကကိုအာဘီကအတန်ဖိုင်ကိုချပြလာခဲ့တာပါအဲနောက်မက်ပန်ဆယ်လူကအတန်ဖိုင်တက်တည်ပဲဒေါ်လာ၄000ဆိုတာကသူ့အိတ်နှလုံးပိုးပဲရှိပါတယ်တဲ့ဒီဟာကိုကျမတို့က၄၀ပြောပါတယ်ဆိုပြီး ချက်ဘောက်တကလိုက်ပြောနေရဆိုလို့တက်တည်ပြတာစင်းရင်းရှင်းတဲ့ပထမဆုံးမီတင်မှာအဲ့လိုမဆိုင်တဲ့ကိစ္စတွေပြောပြီးရမ်းနေလို့မီတင်ကနေထွက်တာကိုထွက်ပြေးပါလေလို့လိုက်ပြောသေးတာဆွေကြီးမျိုးကြီးဘလို့ချမ်းသာတာဆိုတော့ငါတို့ကလက်ဟုတ်ချီရမှာလားအဲ့လိုဇက်ဇက်ကျဲဝဲဝဲကွဲသုံးဆိုတိုက်ကြားဆိုကိုက်ခုဆိုခုမှအခုချမလားဆိုတဲ့ကောင်မကဒီလိုဟာမမျိုးရဲ့ဒီလိုလေးတန်းဒီလိုပြောပေါက်ဆိုပေါက်မျိုးကိုလေးငါလားဘလို့တီးခံလာလဲဆိုတာဒီစောက်ဆန်လောက်ဆိုတာငါအိမ်နှလုံးပိုးစာပဲရှိတယ်ဆိုတဲ့စကားနောက်က တို့ရဲ့အဟင်းဆိုတဲ့အတန်ကိုကြားလိုက်ရင်ပိုနားလေလိမ့်မယ်အန်ချိတ်သွားစီရင်အဟင်းဟင်းလိုက်တဲ့အတန်ပြည်သူငွေဟဲ့စောက်ဆံမဟုတ်ဘူးကောင်မရဲ့ပပလီရောက်ရင်ပြည်သူတွေအခုလိုစိတ်ညစ်ညူးမှဆိုလို့တီးခန္ဓာကိုငါကနင်းကိုကြောက်လို့လို့ထင်နေရလေလောကမှာထီးလို့ရတဲ့သူနဲ့ထီးလို့မရတဲ့လူဆိုတာခွဲခြားတတ်ဖို့ကလည်းနှထင်လို့သေးတယ်စိတ်ပိုင်းဖြစ်လိုက်ရင်မလုံနိုင်တာမရှိဘူးအခုချိန်ထိပြည်သူတွေတိတာကစင်းကွာဟမှုတွေဖြည့်ရှင်းရမှာစင်းစစ်မခံမဲ့နှီးမျိုးမျိုးနဲ့ အချိန်ဆွဲတဲ့ကိစ္စလိုပဲအကြမ်းဖျင်းသိရှိကြတာပါဘလို့ပဲပုံကွာဟတယ်ဘလို့ပဲပုံဖြည့်ရှင်းတယ်ဘလို့ပဲပုံနေဆက်ဆံပြီးဘလို့ပြဿနာတွေပေါ်ပေါက်တယ်ဆိုတာမသိရှိကြသေးသလိုဘလို့ပဲပုံဆက်လက်ဖြည့်ရှင်းကြမယ်ဆိုတာကိုမတင်ပြရသေးပါဘူးတဲ့ဘလို့ပဲပုံနေဖြည့်ကြတယ်ဆိုတဲ့ကိစ္စတွေပြောပြရင်ပါဇက်အဟောင်းသားဖြည့်ရမယ်ကိစ္စတွေအများကြီးရှိသလိုပြောပြရမှာတွေကအတော်လေးကိုရှည်လျားပါတယ်အများပြည်သူကသိရှိကြင်ကြမယ်ဆိုရင်တော့သူမအတတ်နိုင်ဆုံးရှင်းလင်းအောင်ရေးသားတင်ပြပေးပါမယ်ဆိုတာ မတ်ပန်ဆယ်လိုကခုလိုအတိပေးလာကြတာပဲဖြစ်ပါတယ်။စိတ်ချုပ်တယ်မသိချင်ဘူးဆိုရင်တော့မတင်ပြတော့ပါဘူးတဲ့။ကဲသိချင်တယ်ဆိုရင်တော့ဆန်နာထောင်ပေးကြပါဦးနော်။ဒါမဲ့အဲ့အရာတွေကိုမပြောရင်လေဆက်လက်ဖြေရှင်းရမယ့်ကိစ္စတွေကိုတင်ပြမှာလိမ့်ပက်မလဲမှာစိုးရင်ပါတဲ့။ဆက်လက်ဆောင်ရမယ့်အရေးကြီးဆုံးကိစ္စကစင်းရင်စစ်ဖို့ကိစ္စဖြစ်ပါတယ်။ဒါပေမဲ့စင်းရင်စစ်ဖို့ကိစ္စအတွက်အပြန်လဲတာဝန်ယူကြဖို့ဂရီးပြုတ်လာလက်မဲ့ရေးထိုးခိုင်းရမှာဘလို့မှမပြေလဲပဲ public ကိုတင်ပြတဲ့ချိန်တွေဖြစ်ပွားခဲ့တာပါတဲ့ ဒါကြောင့်နှုတ်နှစ်ဖက်သဘောတူလက်ခံတဲ့စင်းစင်းဖွင့်တဲ့စစ်ဆေးပြီး professional ဆုံးဖြတ်ချက်ခံယူကြရမယ့်ကိစ္စကမဖြစ်တော့ဘဲပြက်ပြက်ခဲ့ပါဗျ။အခုချိန်တွေကပန်ဆယ်လိုနဲ့ ABK ကိုစင်းရင်းရှင်းလင်းဖြစ်ရှင်းလင်းခဲ့တဲ့ပထမဆုံးစင်းရင်းနဲ့ ABK ဘက်ကနေပြန်လည်ထောက်ပြတဲ့ညင်းမရတဲ့အချက်တချို့ကိုပြန်လည်ပြင်ဆင်ထားတဲ့ဒုတိယစင်တာရှိပါတယ်။ WMF ဘက်ကတမင်တကာခြံလက်ထားတဲ့စင်းရင်းချိုးနဲ့စလင်များကိုတော့အခုချိန်ထိပေးခြင်းမရှိသလိုပေးမဲ့ပုံစံလည်းမရှိပါဘူးတဲ့။ ကိုစင်စင်ပို့စ်တဲကအငိုက်ဖန်အချက်လက်ချန်ဆိုတာဒီလိုကိစ္စမျိုးပါတဲ့အခုကကျမနဲ့အာဘီဂေဘက်ကရရှိထားတဲ့စင်းများကိုရကင်သဘောတူလက်ခံခဲ့ကြတဲ့စင်းစေးဖွင့်နေပဲအော်ဇာဗာများရဲ့စောင့်ကြည့်လေ့လာမှုရှေ့မှောက်မှာဆက်လက်စစ်ဆေးမှာဖြစ်ပြီး WMLF ဘက်ကတော့အစစ်ဆေးခံနိုင်နေဆိုတာဘလို့စစ်ဆေးခံမှာလဲတော့မသိပါဘူးဒီနေရာမှာ WMLF project များကို promote လုပ်ပေးရမှာပါဝင်မိခဲ့တဲ့အတွက် observer များနေရာကနေစောင့်ကြည့်လေ့လာမဲ့တော်လဲမောင်နှမများကိုလည်း လေးစားစွာဖိတ်ကြားခြင်းပါတယ်။နှစ်ဖက်စကားကိုနားထောင်ပြီးတဲတဲဝင့်ဝင့်လေးလာကြည့်ပြီးမျှတစွာစောင့်ကြည့်ပေးကြပါတဲ့။ဝီလက်မြန်မာ family က project owner နဲ့ project ambassador များစီးရင်ရှင်းတဲ့အဖြစ်ရှင်းလင်းခဲ့တဲ့ပြဿနာပေါ်ပေါက်ခဲ့တဲ့စီးရင်တွေကိုပဲစီးရင်စစ်အနေရမှာဖြစ်ပေမဲ့ဝီလက်မြန်မာ family ဘက်ကအခုပြဿနာပေါ်ပေါက်ပြီးမှမှန်ကန်အောင်ပြုပြင်ထားတဲ့စီးရင်များကိုစီးရင်စစ်အနေပြီးငါမှန်နဲ့ကြွလို့လုံးဆောင်မယ်ဆိုရင် လုံးဝလက်သင့်ခံပွဲရရှိမှာမဟုတ်ပါဘူးတဲ့ ဒီစင်းစစ်ကိစ္စအကောင့်ထဲပို့ဖို့မျှတာဖို့ဒီနေရာကနေစောင့်ကြည့်လေ့လာမှာဖြစ်ပါတယ်။ဘလို့စောင့်ကြည့်ရမှာလဲဆိုတော့ဒီနေရာကနေစာစောင့်ကြည့်ရမှာပါလို့အတိပေးတင်ပြခြင်းပဲဖြစ်ပါတယ်။တော်လဲမှာလွဲသုံးစားလောက်ကြသူတွေကဘုံနေဖြက်စားတယ်ထွက်ပြေးတယ်ပျောက်သွားတယ်ဒီလိုနီးတွေတုံးကြတယ်ဒါမှမဟုတ်ကြာရှင်လိန်လို့ခိုးလို့မရဘူးဒီဟာကကြလုံးဝဟေကြီးဟန်ကြီးနဲ့ရေရှည်လိန်လို့ရမယ့်အစီအစဉ်မျိုးကိုဖန်တီးပြီးအပေါ်စီးကချင်းမိုးပြီးရေရှည်ဝိုက်တာ ဆယ်လီဘောင်းဆောင်ကိုပါတွန်လင်းမျက်နှာနဲ့ခိုင်းစားသွားတာစင်းရင်ပညာတတ်တာကောင်းပါတယ်ဒါမဲ့စင်းရင်ပညာတတ်တာဟာစင်းရင်ပညာနဲ့မှန်ကန်အောင်ဆောင်ရွက်ဖို့ပဲဖြစ်တဲ့ ਨੇ စင်းရင်ပညာမတတ်သူတွေကိုညှက်ချလိန်လဲနိုင်ခြင်းမဟုတ်ဘူးပညာရည်လဲပြကြတယ်ပညာရည်လဲရပါတယ်အပြောဆိုမောက်မာတာတွေပယန်းတာတွေနောက်ွယ်ကနောက်ကျောဓာတ်နဲ့ထိုးတာတွေခဏထားစင်းရင်ကိစ္စပြောမယ်စင်းရင်ကိစ္စစတာက project ငွေတွေအတော်များများမြေပြင်ဖြန့်ပြီးကာလကနေစပါတယ် Google USA ကိုရောက်လာတဲ့ 2024အကုန်ကာလဝန်းကျင်မှာမြေပြင်ကိုဖြန့်ဝေရမယ့်ငွေမောက်အကြမ်းဖျင်းတွက်ထားတဲ့ပမာဏတစ်ခုပေးပို့ဖို့လိုအပ်လာတဲ့ချိန်မှာငွေနဲ့စင်းတွေကင်တွယ်ထားတဲ့ဂူဂူကို RBK ကငွေလက်ကျန်အကြမ်းဖျင်းမေးပါတယ်ဒေါ်လာ2000 3000လောက်ကျန်မာဖို့လို့ဖြေခဲ့ပါတယ်စင်းရင်းရှင်းနဲ့ရပြီလားလို့မေးတဲ့အခါမရသေးကြောင်းစင်းကင်ထွက်သွားလို့အသည့်ရှာနေသေးဖြစ်ကြောင်းပြောပါတယ်ကြောက်အောင်မယ်ဆိုရင်လက်ကျန်ငွေကိုပေးရမယ့်တပ်ဖွဲ့စီလွှဲပေးဖို့ပြောတော့စင်းရင်းရှင်းနဲ့မထွက်သေးပဲလွှဲပေးလို့မရဘူးပြောတယ် ဒါဆိုဒီငွေကိုလွှဲနိုင်ဖို့စီးရင်ရှင်းနဲ့အမြန်လုပ်ပေးဖို့ကိုနဲ့အာဘီကေကတောင်းဆိုပါတယ် US ဘက်ရောက်ပြီးလာပိုင်းမှုစိတ်ပိုင်းဆိုင်ရာဘလို့ဖြစ်တယ်မိသားစုနဲ့ပတ်သက်ပြီးစိတ်တန်ရာတွေရနေရဲစားတဲ့ဖြင့်ကိစ္စတွေပြောလာချိန်မှုအာဘီကေဘက်ကိုကျွန်မကခဏတီးခန့်ပေးဖို့ပြောတာမို့လာပိုင်းထက်ကြမှာစီးရင်ရှင်းနဲ့ထုတ်ပေးဖို့ထပ်ပြောကြပါတယ်အဲ့ချိန်မှာကျွန်မနဲ့အာဘီကေကမိတ်ဆွေမပေးတာကြောင့်သူစိတ်ဆင်းရဲနေရကိုမဖေးမှပဲဖီးအားပေးကြောင်းစီးရင်ရှင်းနဲ့အသေးအတန်တောင်းတာကသူကမယုံကြည်လို့တောင်းတာဖြစ်ကြောင်း ကားကြမ်းကြမ်းနေပြောဆိုရာကနေစကားထအများကြပြီးဂရုထဲမှာဆဲဆိုပြီးဂရုကနေထွက်ချသွားပါလိမ့်ရောငွေလဲနိုင်မှုရှင်းတဲ့ထွန်းမှလွှဲလို့ရမယ်ဆိုလို့စင်းရှင်းတဲ့တောင်းတာပါအဲ့လိုဖီတောင်းရချိန်မှာတကီးက project ပြီးတာတစ်နှစ်ပတ်လည်ခါနီးနေပါပြီ FR meeting လုပ်ပြီးစင်းတွေရှင်းဖို့ကလည်းရှင်းနှန်းထွက်မလာတော့ရှင်းမရသေးပါဘူးအတူပြောရင်နောက်ထပ်တစ်လကျော်လောက်ကြာမှစင်းရှင်းနှန်းထွက်လာပါတယ် meeting မှာတွေ့ပြီးဇွန်ကနေရှင်းပြပါတယ်နှုတ်နဲ့မေးခဲ့စဉ်က ဒေါ်လာ2000 3000ကျန်သေးတယ်ဆိုတာကနေစင်းရှင်းနဲ့ထွက်လာတဲ့အခါ project ရဲ့စည်ရင်းချုပ်က minus ဒေါ်လာ3000ကျော်ထွက်လာပါတယ်။ကျမတို့က WMF ကိုပေးရင်ဒေါ်လာ3000ကျော်အကျွေးတင်သွားပါလိမ့်ရော။ဟင်။နေရကဂေါ်ဘကရဲ့အလူကန်ထွက်တယ်လို့ပဲ။ဖျားကြီးကဂေါ်ဘကတန်ပေးရင်အကျွေးဒေါ်လာ3000ဆိုသလိုဖြစ်နေပြီလို့ကျမကပြောခဲ့ပါသေးတယ်။ဒီစင်းနဲ့ပတ်သက်ပြီးဗာမေးစရာရှိလဲလို့မေးပါရယ်။ဇုံးကနေ screen ကြီးကြည့်ပြီးဗာမေးရမလဲငါကလည်းမစစ်တတ်ဘူး။ ငါတို့ကိုစင်းဖိုင်နဲ့အီးမေးကပို့ပေးလို့တောင်းဆိုလိုက်တယ်။မိမိပိုင်တဲ့ဟိုတယ်ကိုတွန်လဲအတွက်အပြေးပေးပြီး Ferris လုပ်တဲ့ project owner နဲ့နှစ်လကြာအားပေးအောင်လက်မှတ်ဝယ်ကြပါဝယ်ကြပါအော်ခဲ့တဲ့ project ambassador မှာဒေါ်လာ3000ကျော် WMMF ကိုအကျွေးတင်သွားခဲ့ကြအောင်အတိုးမှတ်သွားလို့ရပါတယ်။ကဲဒါကအံ့ဩမှုလေးတစ်ဖြတ်ပါ။နောက်တော့ဒီစင်းကတက္ကီရဲ့စင်းရှင်းတဲ့အဖြစ် project နဲ့သက်ဆိုင်သူ၃ဦးဇုံးမိတင်လို့ရှင်းခဲ့ကြတာပါ။ဒီစင်းကိုပြန်စစ်မဲ့သူမရှိဘူးဆိုရင် ဒီစင်းကပဲအတိဖြစ်သွားမှာပါဒါမဲ့ project owner ကစင်းရှင်းတဲ့တွေကိုအီးမေးလ်ကနေပို့ဖို့တောင်းဆိုလိုက်တဲ့အခါအီးမေးလ်ရောက်လာတဲ့အခါမှာ first draft ဖြစ်နေမဲ့တတ်ထားပါတယ်ဒါစင်းသဘောရဒါအတိမဟုတ်သေးဘူးအကျန်းတော်လိုပြန်ဖြီထားတာပါစင်းကိုင်နေပို့နားလဲပါမယ်သူမကစင်းပညာမတတ်တဲ့ပြင်ကိန်းကနဲ့နေပြင်မူလာတဲ့ပြဿနာရှိပါတယ်တဲ့ဒါကြောင့်ဒီစင်းကိုသူစစ်ဆေးနိုင်ခြင်းမရှိကြောင်း project owner ဘက်က federal ဝင်းရဲ့စင်းအဖွဲ့အကူအညီနဲ့စစ်ဆေးခဲ့တာပါတဲ့ WMFF ရဲ့စင်းတွေဟာ စင်းနားမလဲသူတွေအတွက်ရုတ်တရက်ကြီးလိုက်ရင်အင်မတန်သေးသက်ပြီးအထင်ကြီးဝဲတာဖြစ်ပါတယ် WMF ရဲ့ founder ဟာသူဟာစင်းဘလို့ကျွမ်းကျင်ကြောင်းဘလို့တိကျကြောင်း ACCA ပြီးပြီးသား MBA ဘွဲ့ရဖြစ်ကြောင်းတွေမကြာခဏပြောကြားထားတဲ့အတွက်သူစင်းတွေကိုယုံကြည်စိတ်အများကြီးရှိခဲ့ပါတယ်ကိုမမတက်တာလေအတူပြောရင် project owner ဘက်က WMF ကပေးပို့လာတဲ့စင်းကိုပြန်လဲထောက်ပြဖို့ဇုံးမီတင်ထပ်လုပ်ခဲ့ပါတယ် double entry ဖြစ်နေရတဲ့ ဘတ်ဒက်ကိုနှစ်ခါနှုတ်ထားတာတွေစတဲ့အငင်းပွားစရာမရှိအောင်မြင်သာတဲ့အမားတွေကိုထောက်ပြပါဗျ။ပြန်ပြင်ပေးမယ်။အခုမီးတင်မှာနှုံနဲ့ပြောရုံနဲ့မလုံလောက်ပဲ WMF ရဲ့ finance ဌာနကိုအီးမေးပို့ပါလို့ဆိုပါရစေ။နည်းနည်းတော့စားချက်လုံးတာပေါ့နော်။ exchange rate ကိစ္စတွေပြောတဲ့အခါပြဿနာဆပါရစေ။သူ့ရဲ့စင်းတွေဟာထူးခြားကောင်းမွန်လွန်ပြီးသူ့စင်းကိုဆင်းမဲ့သူဟာအ ਨੇ ဆုံး ACC ရဲ့အောင်ပြီးသားသူဖြစ်မှရမယ်။အခုလို ACCI လောက်အဆင့်တွေဆင့်လို့ရတဲ့စင်မျိုးမဟုတ်ကြောင်းဘာညာ စင်းကိစ္စဘာမှနားမလဲလို့ငုတ်တုတ်ထိုင် နားထောင်နေတဲ့ကိုပါထဲကစ်သွားသေးတယ်။ရက်ွက်ကုံစုံဆိုင်စင်းလောက်လှုပ်တတ်တဲ့စင်းတွေသူ့စင်းကိုစစ်လို့မရတလို့စစ်ဖို့ရည်ချင်းမရှိတဲ့အာဘီကေကကုံစုံဆိုင်ဖွင့်တာမဟုတ်မိတယ်မှာရှိတဲ့လူ၃ယောက်ထဲမှာကုံစုံဆိုင်ဖွင့်တာသူမတယောက်တည်းဖြစ်ကြောင်း။အော်ဒီလိုမှန်းသိငါလဲစင်းကိုင်တင်တန်းလေးပါလေပြီးအောင်တက်ခဲ့ပါလို့သွေးမိတယ်တဲ့။ဒါတော့ ACC မပြည့်ရင်နှိမ်ခံရအောင်ပါ။အဲ့မိတယ်ရဲ့အဆုံးသက်ကတော့မနေ့ကအားလုံးနားဆင်လိုက်ရတဲ့မျိုးရိုးကဆွေကြီးမျိုးကြီး အိမ်နှလုံးစာပဲရှိတယ်နဲ့အဟင်းဟူသောအခြေအနေပါပဲ second dress ဆိုတဲ့ file ကနောက်ရက်အတန်းကြာမှထက်ရောက်လာပါတယ်ဒီတစ်ခါမှာတော့စင်းရင်းကဒေါ်လာ3000လောက်အနှုတ်ပြနေရကနေ plus 6000ဝင်းကျင်ဖြစ်သွားပြီးစင်းရင်းတစ်ခုချားနာခြင်းဒေါ်လာ1000ဝင်းကျင်ဖြစ်သွားပါတယ် WML ရဲ့ first draft နဲ့ WMF ကပဲထပ်ပေးတဲ့ second draft ကြားမှာတင်မြန်မာငွေ3500ဝင်းကျင်ကွာဟနေခဲ့တာပါ exchange rate ကိစ္စတွေကတော့ဆန့်ကျင်ပွားနေကြစေပါဒီကာလတွေထဲမှာတော့ ကိုမှပြဿနာဖြစ်နေတဲ့ project owner နဲ့ project manager ကြားဘဲပြန်ညာပြန်တီးခံနေရတော့တာပါပဲမမတတစကားလေးကတော့ပန်ဆယ်လိုကဒီ project မှာ Facebook ပေါ် posting ပေးအောင်ပြင်မလုပ်ခဲလို့လဲတဲ့ရှားစကားမဟုတ်ပါဘူးမိမိရဲ့စောက်ခွက်ကြီးကိုကြည့်ပြီးအဲ့လိုပြောသွားတာပါတော်လဲမျက်နှာကြည့်ရင်စောက်ခွက်ထိုးခံရသူတယောက်ကြောင်းတွေးမိရင်မိမိကိုတရိရပါလေဒါရပြင်ကိုရမှာရှောက်ပြောထားသမျှမိမိစီအကုန်ရောက်တော့ငှားစင်းကိစ္စပြီးစီးဖို့အဓိကလို့တွေးပြီး အွန်လိုင်းပေါ်ကဇက်ဇက်ကျဲစွာသေးလံဆောင်ရမ်းမယိုင်းလှစွာသောဟောဒီကကောင်းမကြီးကဒီနေ့ဒီလိုပြည်သူစိတ်ညစ်ညူးဝဲရာကိစ္စမျိုးမဖြစ်လအောင်အသက်နိုင်ဆုံးထိန်းသိမ်းခဲ့ပါတယ်တဲ့အခုသူမကိုဝိုင်းမင်းနေကြတာကကွာနေတဲ့အမောင်းဘလောက်လဲ WMF ကဝိုက်သွားတာဘလောက်လဲဆိုတဲ့မေးခွန်းပဲဖြစ်ကြောင်းဒီဖြစ်ထွက်လာဖို့ကတပ်ပါတီစင်းစင်းဖွဲ့နဲ့စစ်ဆေးပြီးထွက်လာတဲ့ဖြစ်ကိုဆောင်ပြီးမှအတိအကျသိရမှာပါမှန်းချေပြောရင်ကို့အလွန်ဖြစ်ပါမယ်စင်းကိစ္စမှာအတူချုပ်နားလည်အောင်ရှင်းပြရရင် အဓိကပြဿနာက exchange rate တွေကစားရတဲ့ဆိုတဲ့အခြေအနေမျိုးပါ exchange gain lose ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိ စောင့်ရထားရလို့ project owner ဘက်ကစည်ရင်စစ်ဆေးမှုမှာတန်တရားရှိဖွယ်ရာတွေ့မြင်ရတယ်ဆိုပါတယ်မဲလက်မဲ့6000ရောင်းရတော့ကို9000ရောင်းရပါတယ်ဆိုပြီးအဆောင်တထောင်ပိုးစာဝိုက်သွားတဲ့ပေါ်တင်လိမ့်လည်းမှုမျိုးမဟုတ်ပဲစည်ရင်အင်းဆိုင်ရာ twist တွေနဲ့ project ငွေတွေနင်းနာမှုမျိုးဖြစ်ပေါ်စေတဲ့တိမ်မွေးတဲ့ကိစ္စရပ်မျိုးဖြစ်တဲ့အတွက် professional မြင်တွေအပြည့်ထုံးမှုတွေလိုအပ်နေတဲ့အခြေအနေပါ အကျဉ်းအပြင်ပြောရရင် project ငွေတွေ FRA စီကမဝင်လာသေးတဲ့ project မပြီးဆုံးသေးခင်ဂျားကာလာမှာပဲ WMF ကဒေါ်လာ3000ကျော်နဲ့မြန်မာငွေ3500စုစုပေါင်း3500လောက်ကိုစိုက်ထုတ်ကြိုးလဲထားတဲ့ခြေနေမျိုးဖြစ်နေတာပါတက်ကီ project ပြုလုပ်ခဲ့တဲ့ချိန်ကာလဟာ2လပါအဲ့ဒီချိန်ကာလမှာဒေါ်လာစီ6000ကျော်9000နီးပါးထိုးတက်ပြီးကမောကမဖြစ်နေတဲ့ကာလပါအဲ့လိုအချိန်မှာ project ငွေတွေ FRA စီကဝင်မလာသေးခင်မှာပဲ ငွေကြေး exchange လုပ်ခဲ့ပါတယ်ဆိုတဲ့ကိစ္စတွေနိုင်ငံခြား currency တွေကို app and down exchange လုပ်ခဲ့လို့ငွေလဲနှုန်းအဟတွေကြောင့် project ငွေနှင်းနာမှုတွေဒါတွေကလည်းသူမကစင်းပညာရှင်မဟုတ်တဲ့အတွက်ညံမမီသူတို့တွက်ထုတ်မတတ်ကြောင်းဒါတွေကိုအကျိုးသိအကြောင်းသိမေးမြန်းတဲ့အခါဖြည့်ရှင်းမှုမလုပ်ဘဲနင်တို့မှာငါးစင်းကိုဆေးရမယ်စောက်စင်းရှိလားဆိုတာမျိုး project owner နဲ့ project ambassador ကိုတုံ့ပြန်ခဲ့တာကနေတပ်ပါတီစင်းစင်းနဲ့စစ်ဆေးအဖြစ်ထုတ်ဖို့ဖြစ်လာခဲ့တာပါတဲ့တပ်ပါတီစင်းစင်းနဲ့စစ်ဆေးပြီးမှ ငွေမောင်းဘလောက်ကွာဟနေလဲသိရမှာပါဖြစ်တဲ့ငွေကြေးစီမံမှုဖြစ်ခဲ့လား miss management ဖြစ်ခဲ့လားသိရမှာပါအခုလက်ရှိထိဖြေရတာကတော့ WMMF ကတကီးရဲ့စင်းရှင်းတဲ့ဖြစ်ရှင်းလင်းခဲ့ပြီးစစ်ဆေးမဲ့သူ မရှိခဲ့ရင်အတိဖြစ်သွားမဲ့ပထမစင်းရှင်းတဲ့ project owner ရဲ့ထောက်ပြမှုကြောင့် WMMF ကပြန်လည်ပြင်ဆင်ပေးခဲ့တဲ့ဒုတိယရှင်းတဲ့ကြောင့်ကွာဟမှုကဒေါ်လာ1000ဝန်းကျင်မြန်မာငွေ3900ဝန်းကျင်ဖြစ်ပါတယ် အဲ့နှစ်ခုနဲ့တင်3900ဝန်းကျင်ခိုးပါတယ်လို့လက်ညှိုးထိုးလို့ရနေပြီဖြစ်ပေမဲ့တာမန်စင်းအကြအပေါက်ပါလို့လက်ခံပေးပြီးအဲ့ချင်းကိစ္စတွေကိုဆက်ဖြေရှင်းရကနေရင်းသီးမောက်မှဆောက်ရင်ရှည်မှုများကြောင့်စင်းရင်စင်နိုင်တဲ့စင်းတီမရောက်ပဲအခုအချိန်နေရောက်ရခြင်းဖြစ်ပါကြောင်းပြည်သူတန်လေးစားစွာတင်ပြအပ်ပါတယ်တဲ့ဒီကိစ္စရမှာသူမပန်ဆယ်လို့ဟာငွေကြေးစင်းတွေကင်သွယ်ခြင်းလက်ခံခြင်းလုံးဝမရှိခဲ့ပေမဲ့အဲ့တချက်ထင်းနေတဲ့ငါနဲ့မဆိုင်ဘူးလို့တာဝန်မဲ့စကားပြောလို့မရတာကြောင့်ပြည်သူငွေဆုံးရှုံးမှုမရှိအောင် အခုလိုတန်းနိုင်သမျှဆက်လက်ဆောင်ရွက်နေပါတယ်။ဒါပေမဲ့အခုလိုပြဿနာဖြစ်ပွားရခြင်းကြောင့်မြေပြင်ပေးပို့ရမယ့်ငွေကြေးများကြန့်ကြာခြင်းဆုံးရှုံးလူနေပါအခြေအနေဖြစ်ခဲ့ခြင်းတို့အတွက်သူမမှလည်းမှန်တကယ်တာဝန်ရှိကြောင်းအဲ့အတွက်ဘလို့တာဝန်ယူရမလဲစဉ်းစားနေစေဖြစ်သလိုသူမတာဝန်ယူသင့်တဲ့ပြည်ထံမျိုးကိုတကီးမှပါဝင်ထားတဲ့ထောက်ပို့ပြည်သူများဆန္ဒရှိသူတို့အကြံပေးနိုင်ပါတယ်။သူမမှလည်းစောက်သုံးမကြခဲ့တဲ့ရုံလွယ်ခဲ့တဲ့တာဝန်ရှိပါတယ်ဆိုကအတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ထက်ဟိမတ်ခေါ်မက်ကူဂူကတော့ ဒက်ကီး project ကိစ္စကိုခဏဘေးဘဲထားပြီးမမ project နဲ့ပတ်သက်ပြီးအမှန်ကန်တဲ့သတင်းမတွေထွက်ပေါ်နေလို့ရှင်းလင်းချက်ထုတ်ပြန်လာခဲ့ပြန်တာပဲဖြစ်ပါတယ်။အခုတခါတင်ဆက်ပေးမှာကတော့မက်ဂူဂူရဲ့ပြောဆိုချက်တွေပဲဖြစ်ပါတယ်။မမ project ကို၅ချိန်လုပ်ခဲ့ပြီးပြီလို့ဆိုပါတယ်။ရန်ကုန်ငွေအားလုံးကိုကာကွယ်ဝင်ကြီးဌာန MOD ရဲ့ဘဏ်အကောင့်နဲ့ဓာတ်ရိုက်လွှဲပြောင်းပေးရပြီးစီးရင်တဲ့ငွေသုံးတော့ကို MOD ကပဲအပြည့်အဝတာဝန်ယူတာဖြစ်ကြောင်းရှင်းပြထားပါတယ်။ငွေလက်ခံတာစီမံခန့်ခွဲတာ မြေပြင်မှာလက်နဲ့တတ်ဆင်တာတပ်ဖွဲ့တွေချိတ်ဆက်တာအားလုံးကို MOD ကသာလုံးစုံတာဝန်ယူဆောင်ရွက်တာလို့ဆိုပါရယ်သူတို့ WMF က project ကိုအောင်မြောင်စီစဉ်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ဆိုပါရယ် MOD ကတရားဝင်ထုတ်ပြန်ကြေညာထားတဲ့စာကိုလည်းပြန်လည်မျှဝေထားပါရယ်မမ project ထုံးစံရ MOD ကစီးရင်ရှင်းပြီးမှ project တက်ထလုပ်ရတာဖြစ်ပြီးနောက်ဆုံးလှုပ်ထားတဲ့မမ project နေပြည်တော်အတွက် MOD ကခုထိစီးရင်မရှင်းသေးတာကြောင့် project အစ်တက်ထပ်မံမပြုတ်လုံနိုင်သေးတာလို့ဆိုပါရယ် အရင်စားမှဝီလက်မြန်မာ family ဖွဲ့ကပါဝင်ခဲ့ပြုလုပ်ခဲ့လို့ရေးထားတာဟာပါဝင်ခဲ့ဆိုတာ fundraiser အနေနဲ့ပါဝင်တာဖြစ်ပြီးပြုလုပ်ခဲ့ဆိုတာကတော့သူတို့ကိုယ်တိုင်လှုပ်ဆောင်တဲ့ project ကိုရည်ညွှန်းတာလို့ဆင်းပြတာပါတယ်အခုချိန်ဒီ project တိုင်းရဲ့ရန်ပုံငွေတွေမြေပြင်ကိုအပြည့်အဝရောက်ရှိပြီးစီးရင်တွေလည်းအကုန်ပေးပြီးဖြစ်ကြောင်းပြောကြားထားပါတယ် Aster နဲ့ Odin နဲ့စီးရင်ကုန်စစ်ဆေးဖို့မူလကလေးကရည်မှန်းချက်ဖြစ်ပြီးအကောင့်တွေပေါ်သွားမယ်လို့ဆိုပါတယ်အရင်စားမှာပါတဲ့လူ73ဆိုတာကတော်လဲ project ဒီမှာပါဝင်ကူညီခဲ့သူတွေဖြစ်ပြီး စင်းစင်းလုပ်ငန်းစဉ်တွေကိုပွင့်လင်းမြင်သာမှုရှိအောင်အဆိုပါသူတွေကို observer အနေနဲ့ဖိတ်ကြားသွားမယ်ဆိုတော့ကိုအတိပေးလို့ခြင်းဖြစ်တယ်လို့ရှင်းပြထားပါဗျ။နမဲစင်းပါရှိသူတွေအနေနဲ့တပတ်သက်ထိုးချပြောဆိုမှုတွေကြောင့်စိတ်နှောက်ယှက်ဖြစ်ခဲ့ရရင်ရည်ရွယ်ချက်ကပွင့်လင်းမြင်သာမှုရှိအောင်စီစဉ်ဆောင်ရွက်ပြီးစင်းစစ်တာကိုသာရည်ရွယ်တာဖြစ်ကြောင်းနဲ့အဆင်မပြေမှုတွေအတွက်အနှူးညွတ်တောင်းမဲ့ကြောင်းထိတ်အိမ်မန်ကပြောကြားခဲ့ပါဗျ။ WMF project နဲ့ပတ်သက်ပြီးကိုခန့်ကိုကော Captain 0ကတော့ WMF Wheelet Myanmar Foundation ရဲ့ project အောင်မြင်ကူညီခဲ့တဲ့ရဲဘော်ရဲဘက်များစီရင်မှာ၎င်းရဲ့နာမည်ပါဝင်နေခြင်းနဲ့ပတ်သက်ပြီးအခုလိုရှင်းလင်းလာခဲ့ပြန်တာပါ WMF စီရင်တဲ့သူပါနေတာက WMF ကလုပ်တဲ့တော်လန်ရေးစကားဝိုင်းနှစ်ခါသုံးခါလောက်ဝင်ပြောပေးဘူးလို့ပါတဲ့အဲ့တော့ကသူကဘသူဖိတ်ခေါ်ဖိတ်ခေါ်တော်လန်ရေးအတွက်ဆိုတဲ့စိတ်နဲ့ပဲဝင်ပါခဲ့တာဖြစ်ကြောင်းငွေကြေးကိစ္စတွေနဲ့လုံးဝမပတ်သက်ပါဘူးတဲ့စီရင်ပိုင်းပတ်စံခွဲဝေမှုအပိုင်းအနေနဲ့ပတ်သက်ပြီးဘာမှလည်းမသိခဲ့ရဘူးဘာကြံညာမှလည်းမပေးခဲ့ဘူးအခုလိုပြဿနာတွေစားဖြစ်မှာ မပန်ဆယ်လိုနဲ့ကိုအာဘီကေတို့က observer အနေနဲ့ဖိတ်ခေါ်လို့ပြဿနာကိုစသိရတာပါတဲ့အသွင်းမှာပြဿနာကြီးရှင်းဖို့စ조사နေတော့ကလည်းဒီကိစ္စအကြောင်းကိုနည်းနည်းလေးအောင်မှတင်ပြခဲ့ ሁ တာမရှိကြောင်းအဲ့ဒီကလေးကသူ့စိတ်ထဲမှာတန်နေရတော့ရှိခဲ့တာပေါ့နော်ဒါပေမဲ့သူကစီရင်ပိုင်းကိုမကျွမ်းကျင်တော့ရှင်းပြသမျှကိုတေးချနားထောင်ပေးခဲ့ရုံပဲဖြစ်ကြောင်းတာမယ်လူတယောက်အနေနဲ့သူတွေးခဲ့ရတာတွေကတော့စီရင်ထဲမှာပတ်စံမဝင်သေးပဲငွေလဲလဲပြထားတာတွေမလို့အပ်ပဲငွေလဲလဲတာတွေဥပမာထိုင်းဘက်ရှိနေတာတော့ USD ကနေလဲပြီးလွှဲတာမျိုးပေါ့ပြီးတော့ foundation တည်ထောင်သူမက်ကူကိုရဲ့မိသားစုကိစ္စအဆင်မပြေတော့တာက WMMF ဖွဲ့ကလုပ်တွေရထားခဲ့တာကိုလည်းသူက မေးခွန်းထုတ်တာပေါ့ဒီချက်တင်တဲ့ပသက်ပြီးကိုစင်စေကစရင်နဲ့ရောင်းနေတဲ့ငွေကမဝင်လာသေးတဲ့အချိန်မျိုးတွေဖြစ်နိုင်တယ်ဆိုပြီးဝင်ရှင်းပြတော့သူကလက်ခံပေးခဲ့တာတဲ့တော်လိုင်းသမားချင်းချင်းအပေါ်ထားတဲ့ရဲဘော်ရဲဘက်စိမ့်နဲ့ observer နေရာကနေမျက်မှတ်သက်သက်ဖြစ်အောင်နေပေးခဲ့တာပါတဲ့သူအနေနဲ့ WMMF ရဲ့ project တွေအောင်မြင်အောင် ကူညီခဲ့တဲ့ရဲဘော်ရဲဘက်လို့တခါမှမသွေးခဲ့ဘူးဘူးသူကူညီခဲ့တာက တော်လင်းအတွက်ပဲအောင်မြင်စေခြင်းလို့ပါ WMF အတွက်အောင်မြင်စေခြင်းလို့မဟုတ်ဘူးတဲ့ဒါကြောင့်ခုလိုငွေကြေးကိစ္စတွေရှုပ်ထွေးနေရမှာသူ့မှာဘာပတ်သက်မှုမှမရှိပဲသူ့နာမည်ကိုအမှုတွဲသလိုထည့်သုံးထားတာကိုလုံးဝမကြိုက်ဘူးလို့ကိုခန့်ကိုကရှင်းရှင်းလင်းလင်းပြောသားပါတယ်အဲနောက်ကိုစင်စင်လင်ကတော့ The Key Project မှာပါဝင်ခဲ့ကြသူတွေအနေဖြင့်စိတ်ဓာတ်ကြကြများမဖြစ်စေလို့ကြောင်း The Key Project ရရှိတဲ့ရန်ပုံငွေရဲ့ယာကန်တော့အများစုဟာ မြေပြင်ကိုရောက်ရှိပြီဖြစ်ကြောင်းနှစ်ဖက်စလုံးကလက်ခံထားပြီးသားဖြစ်တယ်လို့သိရပါတယ်။လက်ရှိအငင်းပွားနေတဲ့ငွေပမာဏမှာကို RBK ရောဘက်ကပြောဆိုမှုတဲ့အတိုင်းဒေါ်လာ3000 4000ဝန်းကျင်သာဖြစ်ပါတယ်။အကူရောဘက်ကကို RBK ရောထံပေးပို့ထားတဲ့စင်းတစ်ခု first draft နဲ့ second draft အကြားကွာအချက်မှာဒေါ်လာ9000ကနေ1000ဝန်းကျင်ခန့်ရှိကြောင်းကိုစင်စင်လင်ကပြောကြခဲ့ပါတယ်။စင်းများတေချာပြီးသည့်အခါငွေကိုပို့ပေးရန်ကူကူရောဘက်ကပြောဆိုထားပြီးဖြစ်ပါတယ်။စင်းငင်းခုံကိစ္စများကြာမြင့်နေခြင်းနဲ့ အော်ဒစ်ဖြေထွက်လာတဲ့အခါစကားကြုံမှုများအတွက်အပြန်လဲတောင်းပန်ရန်ကတိပြုလာများပြုလုပ်ခြင်းတို့ကြောင့်ကြာမြင့်နေခဲ့ရာထပ်မံမဆောင်ဆိုင်နိုင်တော့တဲ့အတွက်ယခုကဲ့သို့လူမှုကွန်ရက်ပေါ်မှာပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းကိုစင်စင်လင်လင်ကရှင်းပြထားပါဗျ။ကိုအာဘီကေက၎င်းထံကိုဤကိစ္စကိုစတင်ပြောပြခဲ့သည်မှာဇွန်လ13ရက်နေ့ကတည်းကဖြစ်ပြီး၎င်းနေဖြင့်၃လခန့်ဂျားဝင်ညှိနှိုင်းပေးခဲ့ရသူဖြစ်ဖြစ်စဉ်ကိုပြည်သူလူထုကိုတင်ပြခြင်းဖြစ်တယ်လို့ဆိုပါဗျ။ The Key Project ကတကယ်တမ်းကြန့်ရှိနေသေးတဲ့ငွေပမာဏ ဘလောက်ရှိတယ်ဆိုတာကိုပြင်ပစင်းစစ်ဖြင့်အတိပြုပြီးတဲ့အခါတိတိကျကျသိရှိနိုင်မှာပဲဖြစ်ပါတယ်။မြေပြင်ဖွဲ့တွေကိုပို့ဆောင်ခဲ့ပြီးတဲ့ပမာဏမှာဒေါ်လာ9သိန်း6000ကျော်ရှိကြောင်းနှစ်ဖက်ပေးပို့ထားတဲ့စင်းရင်းတွေရသိရှိရပြီး၎င်းပမာဏကိုနှစ်ဖက်အတိပြုရန်လိုအပ်နေပေမဲ့လည်းကြီးမားတဲ့ခြားနားချက်များရှိမှာမဟုတ်ကြောင်း၎င်းကသုံးသပ်ခဲ့ပါတယ်။တကီ project မှာပါဝင်ခဲ့သူများနေဖြင့်မိမိတို့ရဲ့ပါဝင်မှုအားလုံးလက်ကားဖြစ်သွားတယ်လို့ယူဆကစိတ်ဓာတ်မကျစေလို့ကြောင်းကိုစင်စင်လင်ကပြောကြားခဲ့ပါတယ်။ အငင်းဘွားနဲ့900ခန်းတော့1000ခန်းတော့အောက်သာမိမိတို့ရဲ့ပါဝင်မှုထိခိုက်နေကြောင်းတွေးထားနိုင်ပြီးဂျာခန်းတော့တိကျကို audit စစ်ဆေးပြီးမှသာသိရှိရမှာဖြစ်ကြောင်း၎င်းကဆိုပါရယ်ဥပမာအပြင်ဒေါ်လာ100လှူဒန်းထားပါကဒေါ်လာ60ခန်းမှရောက်ရှိပြီးသားဖြစ်ပြီးကြန့်ရှိတဲ့ပမာဏအတွက်ဆက်လက်စောင့်ကြည့်တိုက်တွန်းပေးရမယ်လို့တွေးဆကအာတင်ထားနိုင်ကြောင်း၎င်းကတိုက်တွန်းခဲ့ပါရယ်ကိုစင်စင်လင်ကပဲဤတင်ပြချက်ဟာမတမာမှုလှုပ်ဆောင်မှာကပမာဏနည်းနည်းလေးသာဖြစ်တာကြောင့်လေလူရှုတဲ့နယ်လို့သွေးစီလိုခြင်းလုံးဝမဟုတ်ကြောင်း အလေးနဲ့ပြောကြားခဲ့ပါတယ်။ခိုးယူခြင်းဒါမှမဟုတ်အလွဲသုံးစားလှုံ့ဆော်ခြင်းတွေရှိပါကယာကနန်းမြတာဖြစ်စေခိုးယူသူအလွဲသုံးစားပြုသူကိုရှုံချအပြစ်တင်ကအရေးယူနိုင်အောင်စ조사ကြရမယ်လို့၎င်းကဆိုပါတယ်။ Dagi Project မှာပါဝင်ခဲ့ကြသူတွေအားလုံးရဲ့ကြိုးပမ်းမှုတွေအချင်းချင်းဖြစ်တဲ့ကဲ့သို့လေတံများနဲ့ရေးသားမှုများရှိလာတာကြောင့်ငွေကြေးရကလစ်အပြင်ပါဝင်ခဲ့သူများမလို့အပ်ပဲစိတ်ဓာတ်မကျစေရန်အခုလိုတွက်ချက်ရှင်းပြခြင်းဖြစ်ကြောင်းကိုစင်စင်လင်ကညီကုန်းချုပ်ပြောကြားသွားပါတယ်။ ဒီသင်ကြောင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမမှာ